မင်္ဂလာပါရှင်အခုချိန်ကစပြီး2025ခုနှစ်ဇွန်လ15ရက်နေ့ Radio UNG ရဲ့နေခင်းပြည်တွင်သတင်းများကိုဖတ်ကြားတင်ပြပြီးတော့မှာဖြစ်ပါရရှင်ကျွန်မကတော့ညွှန်မိုင်းဖြစ်ပါတယ်ပထမဆုံးအနေနဲ့ပြည်တော်စုဝင်ကြီးဦးအောင်မျိုးမင်းနဲ့ရန်ကုန်လွှတ်တော်ကိုစားပြုကော်မတီ CRYH မှလွှတ်တော်ကိုယ်စားလှယ်များတွေ့ဆုံတဲ့တဲ့တင်ကိုတင်ပြပြီးတော့ပါမယ် ်လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးအောင်မျိုးမင်းနဲ့ရန်ကုန်လွှတ်တော်ကိုစားပြုကော်မတီ CRYH မှလွှတ်တော်ကိုယ်စားလှယ်များဦးဆောင်ဖွဲ့ပြီးဇွန်လ14ရက်နေ့ကတွေ့ဆုံဆွေးနွေးခဲ့ကြောင်းသိရရှိပါရ။အဆိုပါတွေ့ဆုံဆွေးနွေးမှုတွင်လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနမှတာဝန်ရှိသူများရန်ကုန်လွှတ်တော်ကိုစားပြုကော်မတီ CRYH မှလွှတ်တော်ကိုယ်စားလှယ်များရန်ကုန်ပြည်သူ့ကာကွယ်ရေးပြည်သူ့လုံခြုံရေးအဖွဲ့ဝင်များပါဝင်တက်ရောက်ခဲ့လို့သိရပါရ။ဆွေးနွေးမှုတွင်ပြည်ထောင်စုဝန်ကြီးကလူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနမှ အထူးထားလှူဆောင်နေသည့်လူခွင့်ရေးချုပ်ဖောက်မှုအချက်လက်ကောက်ယူနေမှုအခြေအနေများမြေပြင်တွင်လူခွင့်ရေးဆိုင်ရာတာဝန်ခံများ၏လှူဆောင်နေမှုအခြေအနေများနိုင်ငံတကာတန်တမာလမ်းကြောင်းများမှတဆင့်ကျန်းဖတ်စစ်ဥစုကျူးလွန်သည့်လူခွင့်ရေးချုပ်ဖောက်မှုများနှင့်ဆက်လျင်း၍တရားမျှတမှုပေါ်ဆောင်နေမှုအခြေအနေများဆရှိသည့်အကြောင်းအရာများကိုရှင်းလင်းပြောကြားခဲ့လို့သိရပါတယ်တရောက်လာတဲ့လွတ်တော်ကိုယ်စားလှယ်များပြည်သူ့ကာကွယ်နှင့်ပြည်သူ့လုံခြုံရေးဖွဲ့ဝင်များကတရှိလူသည့်အကြောင်းအရာများနှင့်ဆက်လျင်း၍ပြန်လည်မေးမြန်းဖြေ ကြားမှုများပြုလုပ်ခဲ့လို့သိရပါပါတယ်ရှင်။ ဆက်လက်ပြီးရန်ကုန်မြို့တွင်စစ်ကောင်စီရဲများနဲ့ပြူစောတိအဖွဲ့များအချင်းချင်းပစ်ခတ်မှုဖြစ်တဲ့တရင်ကိုတင်ပြပါမယ်။ရန်ကုန်မြို့လမ်းမတော်မြို့နယ်ရှိ Junction Mortin ကုန်းတိုက်အနီးတွင်စစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့ဝင်များနဲ့ပြူစောတိဟုခေါ်ထွင်းသည့်ပြည်သူစစ်အဖွဲ့များအကြားပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်းဒေသခံများထံမှသိရပါရ။ဇွန်လ13ရက်ည8နာရီခန့်ကဖြစ်ပွားခဲ့သည့်ရင်းဖြစ်စဉ်တွင်ရဲတပ်ဖွဲ့ဝင်တဦးအားပြူစောတိအဖွဲ့ဝင်များကကားဖြင့်ရောက်ရှိလာပြီးဓာတ်ဖြင့်ခုတ်ထစ်ကဒုတ်များဖြင့်ရက်နက်ခဲတဲ့နောက် ဲတပ်ဖွဲ့ဝင်များထပ်မံရောက်ရှိလာကတနပ်ဖြစ်ပြစ်ခတ်ခဲ့ရာပြူစောတိအဖွဲ့ဝင်လေးဦးဖမ်းဆီးခံရပြီးရဲတပ်ဖွဲ့ဝင်တို့ပြင်းထန်တမ်းရာရရှိခဲ့သည်ဟုသိရပါတယ်ဒေသခံအချို့ပြောကြားချက်အရရင်းပြစ်ခတ်မှုမှာရဲနဲ့ကြိုက်နေတဲ့အမျိုးသမီးတို့ကပတ်စံခိုးသွားတာကြောင့်လူမိုက်တွေကလိုက်လာပြီးတိုက်ခိုက်တာလို့သိရပါတယ်မေလ25ရက်ကလည်းလိုင်စင်မဲ့ဆိုင်ကယ်တစ်စီအားရဲတပ်ဖွဲ့ကတင်စီထားမှုနဲ့ပတ်သက်၍အငင်းပွားမှုကြောင့်ကမာရွတ်မြို့နယ်ရဲစခန်းတွင်ပြူစောတိအဖွဲ့ဝင်များကတနပ်ဖြစ်ဝင်ရောက်ပြစ်ခတ်ခဲ့ ဖြစ်စဉ်ဖြစ်ပွားခဲ့ပါရဲ့ရှင်။ ီတုကကွေးတမရော့နဲ့တိုင်းသားဖွဲ့များပျောက်ကြားစစ် version 2.0နဲ့ဆရာနာရှင်စနစ်ကိုချေမုံနိုင်လှည့်မင်းတို့သုံးသက်တဲ့တင်းငုံနောက်ထပ်တင်ပြပါမယ်။အမျိုးသားရင်ငွေရေးအစိုးရ NUG ခွက်ကဲမှုအောက်တွင်ပြည်သူ့ကာကွယ်တမရော့ PDF နဲ့တိုင်းသားတွန်လှန်ဖွဲ့များဆရာနာရှင်စနစ်ကိုချေမုံရန်ပျောက်ကြားစစ်စင်ရင်ပြုဟာအသည့်ပျောက်ကြားစစ် version 2.0ကိုအသုံးပြုတင်ကြောင်း PDF Insight မှသုံးသပ်ဖော်ပြထားပါတယ်။ပြည်သူ့ဟာကိုစစ်ရေးပညာရှင်အချို့ကပျောက်ကြားစစ် version 2.0ကိုခေါ်ဆို ်ကြပြီးရင်းမြစ်အကန့်အသတ်နဲ့နိုင်ငံတကာစစ်ဆင်ရေးကန့်သတ်ချက်များကိုကျုံလွှားရရည်ရွယ်ထားလို့သိရပါတယ်။ဓမ္မယိုးကြလက်နက်ကိုင်းတွန်းလှန်ရေးပုံစံများအစား EVU ဟာတစ်တီတင်းငယ်ပြီးလက်ကျင့်သားကောင်းမွန်သည့်အထူးတပ်ဖွဲ့ပုံစံပျောက်ကြားတပ်ငယ်များကိုဖွဲ့စည်းကစစ်ရေးနိုင်ငံရေးစိတ်သက်စစ်စီရင်တဲ့စီးပွားရေးနည်းလမ်းများကိုပေါင်းစပ်အသုံးပြုထားလို့ဖော်ပြထားပါတယ်။ထို့ပြုဟာရင်တပ်ဖွဲ့ငယ်များတွင်အင်အား30မှ50ထိသာထရှိပြီးလှုပ်ရှားမှုလွဲကူစေရန်မော်တော်ယာဉ်များဆက်သွေးကြိယာများ ဖြစ်တက်ဆင်ထားမယ်ဆိုရင်ဒီပြောက်ကြားတက်ငယ်တွေဟာလေမြန်စွာတိုက်ခိုက်ပြီးဆုတ်ခွာနိုင်စွာရှိကဘိုးကွက်ကဲမှုအောင်မှလွတ်လပ်စွာဆုံးဖြတ်ချက်ချနိုင်သလိုမြေပြင်အခြေအနေကိုအချိန်နဲ့တပြေးညီအသုံးချနိုင်ပါတယ်လို့ကြံပြထားပါတယ် ထူပြူဟာဒီစိတ်ရည်အောင်မြင်မှုများကိုနိုင်ငံရေးအောင်ပွဲဖြစ်ပြောင်းလဲရန်ဦးတည်ထားပြီးစုစုရင်းမြစ်များကိုထိန်းချုပ်ရနဲ့၎င်းတို့၏နိုင်ငံတကာထောက်ခံမှုကိုအားနည်းစေရစီးပွားရေးဖိအားများနဲ့နိုင်ငံတကာဆက်ဆံရေးကိုအသုံးပြုမှဖြစ်ပြီးပိတ်ဆို့အရေးယူမှုများကိုတွန်းမြင့်လှုံ့ဆော်ရနဲ့တော်လှန်ရေးအင်အားစုများဤထိန်းချုပ်နေမြင်များတွင်တခြားကုန်သွယ်လမ်းကြောင်းများထူထောင်ရန်လိုအပ်တယ်လို့ဆိုပါတယ်။တမယိုးကြတပ်ဖွဲ့ကြီးများဖွဲ့စည်းရန်ရင်းမြစ်နဲ့အချင်းကုန်ချခံမှုများပြပြီးလူထုထိခိုက်မှုလည်းကြီးမားနိုင်တာကြောင့် 比对价格怎么弄呢？中山一区的勒，二零一五年的京东怎么勒？你京东怎么比？ တက်ဆင်မှုမကောင်းသေးတဲ့တပ်အများစုဟာအခုအပတ်နေနဲ့တရှိပြီးအထူးတပ်ဖွဲ့ပုံစံစစ်စင်တိုက်ခိုက်မဲ့ကျွလက်တဲ့ပျောက်ကြားတပ်ဖွဲ့ငယ်တွေထူထောင်ဖို့လိုပါတယ်။မူလကလေးကဖွဲ့စည်းပုံကသေးငယ်နေတဲ့အတွက်စစ်တပ်အနေနဲ့ထောက်လှမ်းရခက်ခဲမှဖြစ်တယ်လို့ရွှေ့ပြောင်းနေရချမှုလည်းကောင်းမွန်မှဖြစ်ပါတယ်။အဲဒီနောက်မှလိုအပ်တဲ့တိုင်းဒေသခရိုင်တွေကိုအဲလိုတပ်ဖွဲ့ငယ်အမြောက်များဆေလွတ်ပြီးစစ်တပ်ကိုရုတ်တရက်တိုက်ခိုက်နိုင်မှဖြစ်ပါတယ်။အင်အားများတဲ့တပ်ဖွဲ့တွေထူထောင်ထားရှိမှုကြောင့်အုတ်ချုပ်ထောက်ပံ့မှုအခက် ်ခဲတွေလူအင်အားစုဖွဲ့မှုအခက်ခဲတွေကိုရှော့ချနိုင်မှာဖြစ်ပါတယ်လို့သုံးသပ်ထားပါတယ်။ EU ဟာဒီအာဖဂန်နစ္စတန်တွင်တာလီဘန်၊ဗီယက်နမ်စစ်ပွဲတွင်ပျောက်ဗီယက်နမ်၊ယူကရိန်း၊ရုရှားစစ်ပွဲတွင်ယူကရိန်းတိုကဲသို့ခေတ်သစ်စစ်ပွဲများတွင်အောင်မြင်မှုများရရှိခဲ့သည့်နိလန်းများကိုအခြေခံထားတော်လဲမြန်မာနိုင်ငံ၏ထူးခြားသောနိုင်ငံရင်းနှင့်စီးပွားရေးအခြေအနေများကြောင့်ထူးပြူဟာ၏အောင်မြင်မှုသည်လက်တွေ့အကောင်အထည်ဖော်ဆောင်မှုပေါ်တွင်မူတည်နေသည်ဟုသုံးသပ်ထားပါတယ်ရှင်။အခုတင်ပြခဲ့တဲ့သတင်းတွေကိုရေဒီယိုအန်ယူဂျီတင်ထောက်ပြီးစစ် တွင်လည်းဖျက်ရှဲလိုပါပြဖို့ထားတာဖြစ်ပါရဲ့ရှင်။